အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့အချိုရင်ခုံတန်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့ဒီနေ့မှာဒါကျွန်တော်ဘောလုံးသတင်းလေးတွေကိုပြန်လည်ပြီးတော့ဒါကျွန်တော်အချိန်နဲ့တပီးညီပြန်လည်ပြီးတင်ဆက်ပေးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့အဲ Manchester United နဲ့ Manchester City အသင်းတို့ရဲ့ဒါကျွန်တော်တို့အချိုရင်ခုံတန်အကြောင်းလေးနည်းနည်းလေးပြောလိုက်အောင်ပေါ့နော်တော့ကတည်းကဒါကျွန်တော် emotion တွေပေါ့နော်အဲ့တော့ emotion တွေကခုနပေါ်လေးပဲလက်ရှိမှာဒါကျွန်တော်ဘောလုံးတည်တင်းပဲပြောမယ်ဆိုပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Manchester United နှစ်ယောက်ကတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်တတော်လေးကိုဒါကျွန်တော်တို့ညီခဲနဲ့ညီငောင်နှစ်ယောက်လို့ပြောလို့ရတယ်လက်ရှိမှာဒါကျွန်တော် United ပြည်သက်တွေကဒါ City ပြည်သက်တွေကအခုလက်ရှိမှာဒါဆော့ဆော့တမန်ဆောင်နေခဲ့တယ် United ရဲ့ fan channel တွေ City ရဲ့ fan channel တွေဆိုရဲလက်ရှိမှာဒါကျွန်တော်မြေပြင်နဲ့ဒါကျွန်တော်တို့ဒုံဝောက်ကိုဒါတကယ်ကိုချစ်ဖို့ကောင်းလောက်တဲ့ချစ်ဖို့ကောင်းတာထက်ကိုပိုတဲ့လူတွေလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့။အဲ့ဒါရှိမှကျွန်တော်တို့ United ညီကိုတွေဆိုရင်အင်မတန်မှလှုပ်ရှားလွန်းလို့တော့မှကျွန်တော်နေနေတာအေဂူဆာဦးနော်ကျွန်မအေဂူဆာဦးနော်တော့ပြောရတဲ့အထီကိုတော့မှသွားရတယ်မှာပါတယ်ဘောနော်စီတီဆိုရင်တော့ကျွန်တော်ဒါအဓိကပြောရမှာစင်တော့ဒါကျွန်တော်စီတီမှာတခြား တိရလို့တော့ကျွန်တော်နေတယ်ဒါပေမဲ့ကိုတော်စင်ပဲပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ကိုဂျက်စီပေါ့နော်ကိုဂျက်စီအနေနဲ့လက်ရှိမှာသူ့ရဲ့ page တစ်ခုလုံးနဲ့ဒါကျွန်တော်တို့ငလင်တန်နဲ့ပတ်သက်ပြီးဒါကျွန်တော်တို့လုံးဝကိုဘလူးပြန်အောင်ဒါကျွန်တော်အဓိကထားပြီးရေးနေတယ်ပြီးရင်ဒါကျွန်တော်တို့ကိုကျွန်တော်ရဲ့ဒါဗီဒီယိုမှာရတာကျွန်တော်ကိုမင်းမင်းထုံးဝကိုဂျက်စီဒါကျွန်တော်ကိုတော်စင်နှစ်အောင်လုံးဒါကျွန်တော်ပါဝင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီအသင်းကြီးရဲ့ fan base တွေမဟုတ်ဘဲဒီအသင်းတဲ့ငါလေဒါမြန်မာနိုင်ငံအတွက်ကျွန်တော်ဒါရှေ့စဉ်နောက်စဉ်ဆူတောင်းပေးရတယ်မှာပါတယ်ဒါကျွန်တော်ဒုတိယအသင်းတွေလည်းကျွန်တော် Manchester United အသင်းဖြစ်ခဲ့ပြီးတတိယအသင်းတွေ Manchester City အသင်းကမြန်မာနိုင်ငံအတွက်တကယ်ကိုဒါကျွန်တော်တို့ရှေ့ဆုံးကနေပြီး တော့ကူညီပြီးတော့ဒါကျွန်တော်တို့စုမုံကောင်းတောင်းပေးတဲ့အသင်းတွေဖြစ်ခဲ့တယ်ပေါ့နော်တကယ်ကိုဒါကျွန်တော်ထီကျူးစရာကောင်းလွန်းတဲ့အသင်းတွေဆိုတာဒါပြောစရာမလိုပေါ့နော်ဒီနှစ်သင်းကလက်ရှိမှာကခုနကဘောလုံးပေဒါကျွန်တော်တို့မှတ်မှန်ရဲ့ CD အသင်းရဲ့အင်ကွင်းမှာဒါကြိမ်တွေ့ထားတယ် ဒါကျွန်တော်နှစ်သိန်းလုံးနေနေတာလည်းရှိတာ United အသင်းကပြခုနောက်ပိုင်းပွဲစဉ်မှာပေါ့နော်ဒါကျွန်တော် CD အသင်းကိုဒါကျွန်တော်ဒီနောက်ပိုင်းခုနှစ်မှာအားနေတယ်ဆိုပေမဲ့ဒါ Eric Tan နေနေတာကျွန်တော်မဆိုးတဲ့ရလက်တစ်ခုကိုဒါကျွန်တော်နောက်ပိုင်းမှာယူသွားပြနိုင်ခဲ့တယ်ဒါကျွန်တော်တို့ကို community ရှိမှရှုံးသွားခဲ့တာမယ်ခုနောက်ပိုင်းမှာဒါကျွန်တော်တို့ City အသင်းကိုဒါကျွန်တော် United ကဒါရလက်ပိုင်းအဖြစ်နောက်ဆုံးပြိုင်ပွဲဆုံးသုံးပွဲမှာတပွဲမှာမရှုံးနိုင်သေးဘူးဒါကျွန်တော်တို့သူတို့နေနေကျွန်တော် away win မှာဒါကျွန်တော်2-1ဆိုတဲ့ရလက်နဲ့နိုင်ခဲ့တယ်ဒါ Wembley မှာတော့နှစ်ချိန်တွေ့ခဲ့ပြီ Wembley မှာနှစ်ချိန်လုံးဒါကျွန်တော်တို့တစ်ချိန်ကဒါ Manchester United ကနိုင်ခဲ့ပြီးတော့တစ်ချိန်ကဒါကျွန်တော် penalty အဆုံးဖြတ်မှာဒါ Manchester ီရီအသစ်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာလက်ရှိမှာဒါစီရီအသစ်ရဲ့အိမ်ခွင့်မှာဒါပူပူလောလောမှာဒါနောက်ကျမိနစ်နောက်ကျ twin goal နဲ့အတူတည်းကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကနိုင်ခဲ့တယ်အဲ့တုန်းကဒါကျွန်တော်တွေ့ကြတဲ့အတိုင်းပဲအဓိက twin goal တွေကိုတော့ကျွန်တော်အာမက်ဒီယာလူကနေပြီးတော့အဓိကဒါကျွန်တော်အများကြီးပေါဝင်ခဲ့တယ်ပနတီလည်းအာမက်ဒီယာလူကြောင့်မရခဲ့ရလို့ပဲဆိုရမှာတော့မပါအဲ့တော့ဒီလက်ရှိမှာဒါကြီးကိုကျွန်တော်ဒါ tactical ဘာညာဒီအများကြီးမပြောတော့ဘူးလက်ရှိမှာဒါကျွန်တော်တို့ကျွန်တော် feeling တွေကိုပြောမယ် feeling တွေပြောမယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဟိုပြောမယ်ဆိုကျွန်တော်ဒါငလင်းတန်းခံခဲ့ပြီးနောက်ပိုင်း တကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကိုဒါလူတော်တော်များများဒါကျွန်တော်တို့ပြန်ပြီးတော့ focus ပြန်လုပ်ရမယ်ဒါကျွန်တော်တို့အဲဘောလုံးပွဲတပွဲလူတော်ဖြစ်လာမယ်ဒါမှမဟုတ်အကုန်လုံးကဒါခုနကဘယ်စိတ်ကဘယ်သူမှအများကြီးတော့ပေါင်းမမှုမယ်အကယ်၍ဟောခုနကဘယ်လိုပဲဒါပွဲစီပွဲအမှန်တိုင်းပေါ့ဒီပွဲမတိုင်ခင်မှာခုဒီမဟာဒါနိုဘူးဟာဒါငါစလိုတက်မှာဒါဟိုစိုက်ကားဂိတ်ဒါနိုဘူးအဲ့လိုမျိုးတွေချနေမဲ့အချိန်မှာမဟုတ်ပေမဲ့ဒါခုနကဘယ်လုံးဝဒါတွေလုံးဝမတွေ့ရအောင်အဲ့တော့ပြောချင်တာကဟိုလက်ရှိအနေထားရပေါ့နော်ဒီစကလုံးအသုံးလုံးတွေကိုမတွေ့ရပဲဒါခုနကဒီစကလုံးသုံးနေကျွန်တော်လည်းမကြိုက်ဘူးဒါကျွန်တော်လည်းမသုံးဘူးကျွန်တော်လည်းဟိုဘယ်တော့ ုံးမသုံးဘူးလားလည်းမဟုတ်ဘူးဒါကျွန်တော်တို့အဲ့လိုပေါ့အဲ့တော့ဒီတက်မနိုဘူးအဲ့လိုကျွန်တော်ဒါစကားဂိတ်တို့ဆိုစကားလုံးသုံးလုံးတွေမတွေ့ရဘဲနဲ့အကိုကြီးညီလေးပုံစံမျိုးတွေ့နေရပြီးတော့ဟိုနေ့တော့ကျွန်တော်တို့ United ရှုံးသွားတယ် City နိုင်သွားတယ် Arsenal နိုင်သွားတယ်ဘယ်သူမှလေမတိုက်ဘာမှမသိလိုက်အဲ့တော့ပြောချင်တာကျွန်တော်တို့မြန်မာပြည်သူဘောလုံးဘောလုံးပေါ့နော်ဘောလုံးညီကူမောင်မတွေအင်မတန်မှညီအခုချိန်မှာဒါကြီးကိုကျွန်တော်လေးတိုက်ပြီးဒါဆိုသွားနေရမယ်အစားအာမင်းကဘာဖြစ်တယ်ညာဖြစ်တယ်လုံနေရမယ်ဆိုအခုချိန်မှာကျွန်တော်ငါတို့မင်းတို့ဒါနှစ်ယောက်တူတူပေါင်းပြီးဘယ်လိုလှူနိုင်မလဲဟိုလက်ရှိမှာဒါကျွန်တော် City ပြည်သက်တွေကလည်း City ပြည်ကျွန်မမေကျွန်တော်လက်ရှိ ကိုမင်းထွန်းတို့ဒါကိုတော်စင်တို့ရဲ့ကျွန်တော်ဒါဗီဒီယိုလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီဗီဒီယို share လို့ဒီမှာ United ပြည်သက်တွေအများကြီးပါခဲ့လို့ City ပြည်သက်တွေလည်းအများကြီးပါခဲ့တယ်ပေါ့နော်အဲ့တော့ခုနကပြောဆိုပေး ကျွန်တော်ကတော့တခါကျရင်ဘောလုံးပါဗျတကယ်တမ်းလိုအပ်လာပြီဆိုရင်အင်မတန်မှချီးကျူးဖို့ကောင်းနေတာကြောင့်အပိုင်းဝိုင်းဆိုတော့လုံးဝလုံးဝညင်းစရာမလိုတကယ်ကိုချစ်ဖို့ကောင်းနေတဲ့အပိုင်းဝိုင်းဘာလို့ကျွန်တော်ရတာကတော့ကျွန်တော်ဒီယူနာဘယ်စပါပရီသတ်တဲ့စပါနေတာကြောင့်အာစတန်ဆိုတာမြောက်လန်တဲ့အဖြစ်အရင်ကဒါကျွန်တော်ခါတီးတဲ့ပြန်ပတ်တွေဖြစ်တယ်ဒါပေမဲ့ခုနကကျွန်တော်ရတာကျွန်တော်ရဲ့ဟိုဗီဒီယိုကိုမှတ်မဲ့ရအာစနယ်မြန်မာဆိုရတာကျွန်တော်အာစနယ် official fan page ကနေ share ပေးသွားခဲ့တယ်ဘောလုံးမှာဒါကျွန်တော်လက်ရှိမှာဒါတွေကမလိုဘူးပေါ့နော်ဒါခုနကပုံစံပဲဒါတွေအခုလက်ရှိမှာ rivalry ခဏမိထား ခုအဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ထင်တာပေါ့နော်ဘဒူပဲနေနေဘဒူပဲရှုံရှုံဘဒူမှာရတာတိ ိတ်ပြီးတော့လီဒါမတွေ့ဒါပေမဲ့ခုနလက်ရှိမှာ United ပြည်သက်တွေကကျွန်တော်မြင်ရတော့ကတော့သူတို့ကတီးထားတယ်ငတားတွေကိုတီးထားတယ်နော်ဒါ first ကို1-0ဆိုရရလက်နဲ့ရှုံးနေတဲ့ပုံမှာတော်တော်လေးကိုတီးထားဘာလို့ဆိုတော့ အကုန်လုံးကဒါကျွန်တော်တို့ငလျင်တန်ကြောင့်အကုန်လုံးကဘူးနေတာဘူးနေတဲ့အချိန်မှာခုနကပြောတော့နေ Okay ငါမင်းတို့ငါမှတ်ထားတယ်ဗောနောမင်းတို့ပြီးတော့ငါပြန်ချိန်မှာအဲ့တော့ United ပြည်သက်နေတဲ့ Northern Force နဲ့ပွဲစဉ်မှာရှုံးသွားတဲ့ပွဲစဉ်မှာဘယ်သူမှသိပြီးသဘောမကျအောင်ခုနကပြောလို့ပဲလိုအပ်ချက်တွေအရာအဖြစ်ဒါပြန်ပြီးတွေးလာခဲ့ရတဲ့ပွဲစဉ်ပေါ့နော်ခုနကပြောလို့ကန်ဆယ်ပိုင်းကဂိုးပေးလိုက်တဲ့အတွင်းကိုဆိုတဲ့အားလွယ်လုံးတဲ့အတွင်းကိုအလန်ကကိုနိုင်ကျော်ဒီဘက်စီစိတ်ကနေဟိုဘက်စီထိတ်ကိုဆွဲပြေးပြီးတွင်းသွားတဲ့ကြောင့်ဒါတော်တော်လေးကိုဒါပြည်သက်တွေကြားထဲမှာဒါဟိုခုလက်ရှိပေါ့နော် International ပြည်သက်ကြားမှာဒါကြီးကတော်တော်လေးရုပ်ပေါက်တဲ့အတွင်းကိုတကူဖြစ်ခဲ့တယ်ဒါပေမဲ့မြန်မာနိုင်ငံပြည်သက်တွေနေခုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးဘာ မှပြောပြောလည်းမပြောချင်းပြောချင်းစိတ်လည်းမရှိကြအကုန်လုံးကတခုနပေါ်သူပဲကိုကကိုတော့စိတ်ညစ်နေပါတယ်ဆိုမှဒီအသင်းကစိတ်ဒုက္ခလာပြီးနေကျွန်တော်တို့လိုပဲပေါ့လက်ရှိမှာဟောကိုကတော့ခုနပဲကိုကိုတိုင်းဒါကျွန်တော်တို့ဒီစိတ်ကိုထူထောင်ထားပါတယ်ဆိုမှမနေ့ကစပါးပွဲကြည်တာလူပါဘူကြပါတယ်ဘောတော့တော်တော်လေးကိုအချင်းတွေစိုးတယ်ပေါ့အဲ့တော့ United ပြည်သက်တွေလည်းလက်ရှိမှာသူတို့အသင်းကိုအခုချိန်မှာတော်တော်လေးကိုတေးထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်ပေါ့အဲ့တော့ပြောချင်တာလက်ရှိမှာ Manchester United အသင်းတွေနဲ့ဒါ Manchester City နဲ့တွေ့ရမယ်ချိန်မှာဒီနေ့ပွဲစဉ်ကဒါ အိမ်ကွင်းမှာမက်ဆီဒီရဲ့အိမ်ကွင်းမှာနိုင်ထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့ပွဲစုံမှာသာအိမ်ကွင်းမှာသာ United အိမ်ကွင်းမှာနိုင်ငံချင်းပဲဆိုရင်တော့ Ruben Amorim တော်တော်လေးကိုမိုက်သွားမှာ Ruben Amorim နဲ့အခုလက်ရှိမှာဒါကျွန်တော်နောက်ပိုင်းပွဲစုံမှာဗောနော Manchester United ဘက်ကပြန်ကြည့်မယ်ဆို Ruben Amorim ရဲ့အသင်ကခန်းစပိုင်းကတော်တော်လေးကို solid ဖြစ်လာခဲ့တယ်ခုနကပြောလို့ပြတာ Alanga ရဲ့ twin ကိုပြီးလိုက်ရတာမှန်ပေမဲ့အဲ့ဒီ twin ကိုမှာလည်းလိုအပ်ချက်တွေရှိတာမှန်ပေမဲ့ United ရဲ့ခန်းစကနောက်ပိုင်းမှာတော်တော်ကြီးကို solid ဖြစ်လာခဲ့တယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာဒါကျွန်တော် Manchester City နဲ့ပတ်သက်ပြီးပြောမှာဆို City အသင်ရဲ့ခန်းစကတော်တော်လေးကိုဒါကျွန်တော်တို့ လိုအပ်ချက်ဒီဒီရှိလာခဲ့တယ်ခုနပြောလို့ရတာမထင်မထင်တော့ကိုလက်စတာရဲ့အသင်းနဲ့ပွဲစဉ်မှာဒါလက်စတာရဲ့တိုက်စစ်ကိုရန်နဲ့ညံ့တဲ့အတွက်ကြောင့်မူစီးဒင်းဂိုးမပြီးတော့ဒါပေမဲ့ဒီနေ့ပွဲစဉ်အတွက်စီးဒီအသင်းကဒါကျွန်တော်တို့ United နဲ့ပွဲစဉ်အတွက်တို့ကလူအများကြီးခြံနိုင်ခဲ့တယ်ဒါမှမဟုတ်ရတာကြောင့် Oride လူကစားသမားမျိုးတော်မှာ Fullback မှာသုံးပြီးတော့ Kasanov လူကစားသမားမျိုးပါ AAC လူခြံနိုင်ခဲ့တယ်ပေါ့နော်တစ်ဖက်က United ကတော့ဒါကျွန်တော်ဂျားထဲမှာလည်းလည်းလေးအားနေသွားခဲ့တယ်စီးဒီအသင်းနဲ့ဒါကျွန်တော်တရက်နောက်ကျပြီးဆော့တဲ့အပြင်ကိုတို့အနေနဲ့ဒီဇုံတက်ဆုံဆော့လိုက်ရတယ်မိနစ်90တိလဲကျွန်တော်ယုံလန့်ရတဲ့ဥစ္စာရှိတယ်ပေါ့နော်အဲ့တော့ United အသင်းနဲ့ဒါစီးဒီအသင်းနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့တော်တော်လေးကို ွဲပန်းနေတဲ့အနေထား United ကပူများတယ်လို့ပြောလို့ရတယ်။အခြားတဲ့ကတော့ကျွန်တော်နားရက်နဲ့ပြန်တွေ့မယ်ဆိုလို့ United ကပူပြီးတော့အဲရှုံးတယ်လို့ပြောလို့ရတယ်ဒီမှာပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ City တင်းတယ်ဒီနေ့ပွဲစဉ်မှာသူတို့ကတော့ on paper ကို on form ရကိုတာနေမိတယ်ဒီမှာပါတယ်။ဒါပေမဲ့နှစ်သင်းလုံးကလက်ရှိမှာဒါမဆိုးတဲ့ရလက်တစ်ခုနေနဲ့ပြန်သွားတယ်ဒီမှာပါတယ်လို့မြင်တယ်။ United ကလက်ရှိကျွန်တော်နောက်ဆုံးပြန်ပွဲစဉ်မှာတပွဲပဲရှုံးထားတယ်။ဒါလက်ဆက်ဆိုကျွန်တော်ဒါ City တင်းတယ်နောက်ဆုံးပြန်ပွဲစဉ်မှာတပွဲပဲရှုံးထား။အဲ့တော့ကျွန်တော်နှစ်သင်းလုံးကလက်ရှိမှာရလက်အားဖြစ်တော့တိတ်တော့အရင်ကလောက်တော့မဆိုးကြဘူး။အဲ့ဒါမဲ့နှစ်သင်းလုံးကတော့စောင့်ကြည့်ရမယ့် level မှာဖြစ်နေတယ်။ အရန်ကြီးတည်ငိမ့်နေတဲ့အသိနှစ်သင်တော်ဟုတ်မလို့ဒါမှခုနကမန်ချက်စတာဒါဘီဖြစ်တဲ့ကြောင့်ဒီပွဲကတော့တော်တော်လေးကိုစောင့်ကြည့်ခြင်းစရာကောင်းတယ်လို့ပဲမြင်တဲ့တယ်မှာပါတော့ယူနိုက်တက်အသင်းနဲ့ဒီနေ့ပွဲစမှာတော့ကျွန်တော်တို့တည်ရကခန်းစစ်ပိုင်းကဒန်ယာရီဆက်လက်ပြီးတော့များပြနေစေလို့တည်ရတယ်တမပါတယ်ဗောနော်အေဒင်ဟေဗင်တယောက်ကဒီနေ့ပွဲစမှာပြန်ပါလာနိုင်မလားမပါလာနိုင်မလားသိပြီးမသိကြသေးဘူးဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော်တို့စီးတီးသင်းအတွက်ထိုးနှက်ချက်ကြီးမားမှုကအယ်လင်ဟာလန်ကယာတီဂုံတိနာအဲ့ဒါကတော်တော်လေးကိုဆိုးရွားအဲ့တော့ဟာလန်တယောက်တော့ကျွန်တော်ကလပ်ဝေါ်ကပ်မှာပြန်လာနိုင်မလားပြန်လာနိုင်ဘူးလားဆိုတော့ချက်တော့ပြန်ကြည့်ရမယ်တမပါတယ်ဗောနော်အဲ့တော့ နှစ်သိန်းလုံးကဒီနေ့ပွဲစံမှာဒါကျွန်တော်တို့အကုန်လုံးလဲဘယ်သူမှလီးတိုက်ကြမယ်လို့မထင်ဘူးခုနကပြောဆိုတကယ်ကိုဒါခုနကပြောဆိုငါတို့ ဒီနေ့ပွဲစဉ်ကိုတိုးတရိပ်ကြည့်မယ်နိုင်တဲ့ဘွဲကနိုင်တဲ့အသင်း okay ခုနသုံးမှတ်ရသွားတာပေါ့အဲ့နှစ်သင်းလုံးကတော့ဒီနေ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆို United အသင်းတက်ဆိုင် City အသင်းကဒီနေ့ပွဲစဉ်မှာအနိုင်သုံးမှတ်ကိုပို့ပြီးလိုပါတယ်ခုနဘလိုပဲဒါလက်ရှိအောက်က Chelsea အသင်းကလည်းဒါနိုင်သွားခဲ့တဲ့အတွက်ကြောင့်အပေါ်က Chelsea အသင်းကလည်းနိုင်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒါလက်ရှိမှာ City အသင်းနဲ့ဒါကြောင့်ဥရောပဝင်ငွေအတွက်ပြန်လည်ပြီးတော့အကောင်းဆုံးကြိုးစားရမယ့်အနေအထားတစ်ခုပြန်လည်ပြီးသွားနေတယ်ဆိုတော့ကျွန်တော်တွေ့ရမယ့်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ City အသင်းအတွက်ကဒီနေ့ပွဲစဉ်ကအနိုင်သုံးမှတ်က United အသင်းတက်ပို့လူနေလို့မြင်တယ်။ United အသင်းကဒီနေ့ပွဲစဉ်မှာအနိုင်သုံးလည်းမလို့ဆိုတာမဟုတ်ဘူး။ဒါပေမဲ့အောက်ကအသင်းတွေကလက်ရှိမှာဥပမာ example ဒါ United နဲ့စပါနဲ့အခုလက်ရှိမှာလည်းကျွန်တော်အမှတ်အဖြစ်က၃မှတ်ပဲကွာလေစပါအခုလက်ရှိမှာဒါဆောက်တန်အသင်းမျိုးကိုသူတို့ရဲ့အိမ်ငွေမှာတွေးရမှာတောင်ပွဲချောင်တယ်လို့ပြောလို့ရတယ်ယူနိုက်တက်ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါလက်ရှိမှာပွဲချက်တယ်ဒါပေမဲ့ကျွန်တော်ဂျိုင်းအထက်မှာလည်းဒါကျွန်တော်လိုင်ယွန်နဲ့အတူ ယူရိုပါလိပွဲစဉ်ကိုဒါကျွန်တော်တို့အဲသူတို့ရဲ့အိမ်ငွေ့မှာသွားကြံပြီးဒါကျွန်တော်တို့လက်ရှိမှာ United ကတာပွဲချက်တွေတောက်လျှောက်လာလို့ရှိအနုကစေးအိမ်ငွေ့ပြီးရင်တော့ Lion အဝေးခွင့်ပေါ့နော်အဲ့တော့ပြောချင်တာ United အသင်းနဲ့ဒါကျွန်တော်တို့ပွဲချက်တွေတောက်လျှောက်ရင်ဆန်မှုရှိဂျားထဲမှာ6နာဆိုလို့ Hoof နဲ့ပွဲစဉ်ကလည်းလိုချင်တဲ့ပွဲစဉ်တွေကပွဲချက်တွေပဲ Bournemouth ရဲ့အိမ်ငွေ့သွားကြံ Brentford ရဲ့အိမ်ငွေ့သွားကြံပဲဂျားထဲမှာ United အသင်းနဲ့ပွဲချောင်ဆိုလို့ Hoof နဲ့တပွဲပဲသူတို့ရဲ့အိမ်ငွေ့ရှိမှာဒါပေမဲ့တစ်ဖက်က City အသင်းကပြန်ကြည့်မယ် City အသင်းကလက်ရှိမှာချိုးဖြစ်သွားပြီသူတို့နဲ့ FA Flower ကဒါကျွန်တော်တို့ Semi Final တက်သွားပြီ Semi Final မှာဒါကျွန်တော်တိတိလောက်က Northern Forest နဲ့သူတို့လည်းမချောင်တော့မချောင်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်တော့လက်ရှိမှာသူတို့ Europa ပွဲစဉ် မရှိသူတို့က AC ပဲကြားရဲ့ဘာပွဲမှမရှိတော့သူတို့နဲ့တပတ်အပြည့်နားလို့ရတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာစီးသင်းကလူစုံထက်စွဲပဲလာမဲ့ပွဲစဉ်မှာစီးသင်းကလူစုံတက်ဆုံကန်သွားမဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ဒီပွဲစဉ်ကကုန်းတိုးတရီကြီးကြအောင်မယ်လို့မြင်နေဘယ်သူမှလည်းကျွန်တော်အောက်ပွဲကြီးကြီးခံမဲ့ပွဲတစ်ပွဲလို့လည်းကျွန်တော်တော့မထင်မိဘူးညီကိုတွေကဘယ်လိုမြင်လဲအောက်က comment တွေမှာဆွေးနွေးပေးကြပါဦးအဲ့တော့ဒါကျွန်တော်တို့ အခုချိန်ဒီကူညီကယ်ဆယ်ရေးလုပ်ပြီးနေတဲ့ညီကိုတယောက်ချင်းတိုင်ကိုလည်းအများကြီးအများကြီးကျူးတူပါတယ်ငွေအားလူအားဒါကျွန်တော်တို့စိတ်ဓာတ်အဖြစ်အမြဲတမ်းကူညီနေတဲ့ညီကိုတယောက်ချင်းတိုင်ကိုအများကြီးအများကြီးကျူးတူပါတယ်လို့ပြောချင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့တောက်ကုန်ပြပေါ့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလူစံပေါ့ကူညီလို့ရပါတယ်မြန်မာနဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကျူးတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့တောက်ကုန်ပြပေါ့အားလုံးပဲကျူးတူပါတယ်ကျွန်တော်တောက်ကုန်ပြပေါ့ဒေးပါပါဗျ